ားပါရှင်ရန်ကုန်ခေတ္တရဲ့နေလေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မုံရွာနဲ့ချမ်းဝတ်ဆက်မှာသတင်းကျမီထွန်းပွဲနဲ့စီမီတပိတ်ပြုလုပ်နေခြင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူ20ကျော်သေဆုံးပြီး40ကျော်တန်ရာရရှိခဲ့တဲ့အပြင်ခြေပြက်လက်ပြက်တွေနဲ့ကောင်းမရှိတဲ့ခန္ဓာကိုယ်အလောင်းတချို့ပြန့်ကျဲနေပါတယ်။ရန်ကုန်မြို့လေ Beautyland Hotel အခန်းအမှတ်900နှစ်မှာ အသက်24နှစ်အရွယ်မျိုးသမီးကိုအပိုင်းပိုင်းခုတ်ထည့်တပ်ဖြတ်မှုအတွက်တန်တရားရှိခံရသူအမျိုးသားတဦးကိုရဲကလိုက်လံရှာဖွေနေစေဖြစ်တယ်လို့အုတ်ချုပ်ရဲဖွဲ့ဝင်တဦးကပြောတဲ့သတင်းပါဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာနဲ့ချောင်းဦးမြို့နယ်ဆက်တနေရမှာတရင်းကျုံမီထွန်းပွဲနဲ့စီမီးတပိတ်ပြုလုပ်နေချိန်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ20ကျော်တေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ချောင်းဦးစရာတော်ကရန်ကုန်ခေတ်စ်ကိုမိန့်ကြားပါတယ်။မနေ့ကအော်တိုဗာလ6ရက်နေ့သတင်းကြိုလာပြင်းနေည9နာရီခန့်အချိန်ကမုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ်မှာသတင်းကြိုမီထွန်းပွဲတော်နဲ့စီမီတပိတ်ပြုလုပ်နေချိန်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စက်တက်လေဒီတွေနဲ့အကြိမ်ကြိမ်ပြန်တမ်းပြီးဘုံကျဲချခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုင်းမှုကြောင့်တေဆုံးသူပြည်သူ20ယောက်ကျော်ရှိပြီး40ကျော်တရားရရှိခဲ့ကတေဆုံးသူတွေမှာလည်းခေါင်းပြတ်တာခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ထွက်သွားသူတွေလည်းရှိပြီးမနေ့ကညပိုင်းအထိမကောက်ရသေးတဲ့အလောင်းတွေရှိနေတယ်လို့သိရပါဗျ။တေဆုံးသူတွေမှာကလေးငယ်တွေလည်းပါဝင်ပြီးလက်ရှိအချိန်ထိအဲ့ဒီနေရာကိုကယ်ဆယ်ရေးနဲ့ရှင်းလင်းရေးအပိသက်မလုံနိုင်သေးပေပျောက်ဆုံးသူတွေလည်းရှိနေသေးတယ်လို့သိရပါဗျ။ အဒီတန်ရာရရှိသူတွေမှာတန်ရာပြင်းထန်သူတွေပါဝင်ပြီးတည်ဆုံးသူအရေးအတွက်တိုးလာနိုင်တယ်လို့တော်လိုင်းရေးတရင်ရင်းမြစ်တွေကပြောပါရရှင်။ဆလဘီရန်ကုန်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့လူသတ်မှုနဲ့ပတ်သက်ပြီးကြည့်အောင်ပါ။အဲ့ဒါကတော့ရန်ကုန်မြို့နယ်ဗပေးတန်းမြို့နယ် 32လအထက်ဘလောက် Beautyland Hotel အခန်းအမှတ်900နှစ်မှာအသက်24နှစ်အရွယ်အမျိုးသမီးကိုအပိုင်းပိုင်းခုတ်ထည့်တတ်ဖြတ်မှုအတွက်တန်တရားရှိခံရတဲ့အမျိုးသားတဦးကိုရဲကလိုက်လံရှာဖွေနေစေဖြစ်တယ်လို့အမှတ်17ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောပါရယ်။မနေ့ကအော်တိုဗာလ6ရက်နေ့မနက်ပိုင်းကဘဘဲရမ်းမြို့နယ်အမှတ်17ရပ်ကွက်32လအထက် Beautyland Hotel အခန်းအမှတ်900နှစ်မှာ အမျိုးသမီးတဦးကိုအပိုင်ပိုင်ခုတ်ထစ်တက်ဖြတ်သွားပြီးအလောင်းကိုအမိုက်အိတ်အပြာနဲ့ထုတ်ပိုးပစ်ထားခဲ့လို့သိရပါဗျ။အဲ့ဒီအမှုအတွက်အမျိုးသမီးကိုတက်ဖြတ်သူလို့တန်တရားရှိခံရတဲ့အမျိုးသားရဲ့ဓာတ်ပုံမှတ်ပုံတင်မိတူ CCTV မှတ်တမ်းတွေကိုရဲတပ်ဖွဲ့ကရရှိထားပြီးဖမ်းဆီးရရှိဖို့ကိုလှုံ့ဆော်နေတယ်လို့လည်းသိရပါဗျ။အသက်ခံရတဲ့အမျိုးသမီးကအဲ့ဒီဟိုတယ်အခန်းမှာ long stay နေထိုင်သူ ဖြစ်ပြီးကျူးလွန်သူလို့ယူဆရတဲ့သူကလည်းအဲ့ဒီအခန်းကိုလာလိုက်သွားလိုက်ရှိတယ်လို့သိရပါဗျ။ မနေ့ကရန်ကုန်မြို့နယ် Beautyland Hotel မှာရရဆက်ဆက်တက်ဖြတ်ထားမှုဟာပြည်သူတွေကြားစိတ်ဝင်စားမှုတွေမြင့်တက်ခဲ့ပြီးဘာအတွက်ကြောင့်ရရဆက်ဆက်တက်ဖြတ်ခဲ့တာကိုတော့အများစုကသိရှိကျင်ကြတယ်လို့ရန်ကုန်ခေတ်သစ်စီကိုပြည်သူတွေကပေးပို့လာတဲ့မှတ်ချက်တွေအရသိရပါတယ်။ရွှေရောင်းဝယ်လောက်ကိုင်းတဲ့ရွှေကျိုးဆောင်ပွဲစားတအူးကတော့လူတယောက်ကိုအပိုင်းပိုင်းဖြတ်ပြီးအမိုင်နဲ့ထဲပြစ်ကထွက်သွားဖို့ဆိုတာ တော်ရုံစိမ့်နေတော့လုံနိုင်တာမဟုတ်ဘူးလို့ပြောဆိုမှတ်ချက်ပေးတယ်လို့လူသက်သွားတာကိုတောင်သတိမထားမိနိုင်တဲ့အထိ ဟိုတယ်တွေမှာလည်းလုံခြုံရေးပေါပေါလျော့လျော့ဖြစ်နေတဲ့အပြင်အဆိုးဆုံးကတော့ရန်ကုန်မြို့နယ်မှာ ဖြစ်သွားတဲ့အတွက်ကြောင့်ကိုကိုကိုတော့မလုံခြုံဘူးလို့ခံစားနေရတယ်ဆိုတာကိုမှတ်ချက်ပေးပြောပါရရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့ကရင်နီပြည်နယ်လွိုင်ကော်ဒီမော့ဆိုဖရူဆိုမြို့နယ်တွေမှာနေ့စဉ်နှီးပါတိုက်ပွဲတွေဖြစ်နေပြီးစစ်တပ်ကအရာရှိအပါအဝင်စစ်သားအများအပြားတေဆုံးက အဲ့ဒီစစ်တပ်စစ်ကြောင်းတွေကစစ်သားတို့လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်လာပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့မှာလွိုင်းကုံမြို့နယ်အရှိဘတ်ချန်းလွိုင်းလင်းလေးဒေသမှာရှိတဲ့လေဖုံကြီးကျေးရွာဘက်ကိုစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာခဲ့ပြီးကရင်တော်လန်ရေးပူပေါင်းတပ်တွေနဲ့၃ရက်နီးပါးကြာထိတွေ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကဒီနေ့ထိတိုက်ပွဲတွေကကြိုကြားဆက်ပြီးဖြစ်ပွားနေပါတယ်။ ဒီမော့ဆုံမြို့နယ်ဒေါငန်ခါရက်ကွက်နယ်တနန်းဥကွာကျေးရွာတို့မှာစစ်ကောင်စီတပ်တွေဆက်လက်ပြီးစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေနေ့စဉ်နှီးပါဖြစ်ပွားနေပြီးစစ်ကောင်စီတပ်က drone တွေလက်နက်ကြီးတွေနဲ့ဆက်ပြီးတိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒါအပြင်ဒီမော့ဆုံဖရူဆိုလမ်းမကြီးတစ်လျှောက်မှာစစ်ကောင်စီတပ်တွေနဲ့ပရင်းဒီတော်လန်ရေးတပ်တွေကြားနေ့စဉ်နှီးပါတိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်ကအရာရှိဆိုပြီးယူဆရသူတို့ချို့တိတ်ဆုံးကစစ်ကားတစ်စီးကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ အရာနဲ့အတူဖရူဆိုမြို့အခြေဆိုင်စစ်ကောင်စီတပ်တွေအတွင်းမှာစစ်ရင်တန်းကားတွေဖြန့်ခွဲပြီးစုဖွဲ့ထားတဲ့အပြင်အမှတ်၁၄တန်းမြင့်စစ်လေးကျင့်ရေးကြောင်အနီးကကြေးရွာတွေဘက်ကိုထွက်ကာဘောလခဲဘက်ကိုဦးတည်ပြီးစစ်ကြောင်းတချို့လှုပ်ရှားမှုများနေတာကြောင့်ထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတယ်လို့သိရပါဗျ။အဲ့ဒီအပြင်ကရင်နီရှမ်းတောင်နယ်ဆက်ဖေကုံမြို့နယ်တောင်စလုံးကြေးရွာဘက်မှာလည်းစစ်ကောင်စီနဲ့ PNO တို့ပူးပေါင်းပြီးတပ်ဖြတ်ထားကာ အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးတွေပစ်ခတ်ကာတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။မိုးပြဲမြို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကလည်းစက်တော်ရလွယ်ရင်စတဲ့ကျေးရွာတွေဘက်ကိုရန်ဖန်ရန်ကာစစ်ကြောင်းတွေထွက်ပြီးလှုပ်ရှားနေတာကြောင့်ကြိုးကြားထိတွေ့မှုတွေဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။စတင်မာလာ28ရက်နေ့ကလည်းလွန်ကော်ရှေ့ဘက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်50အရွယ်အရသာအမျိုးသားတအူထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တရပြင်းအော်တိုဝါလာ3ရက်နေ့ကတော့လွိုင်ကော်မြို့နယ်ရှေးဘတ်ချန်လွိုင်လင်းလေးမြို့အခြေဆိုင်ခမရ930တက်ကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ကြီးရွာတရွာအတွင်းကြားရောက်ပေါက်ကွဲခဲ့ပြီးအသက်10နှစ်အရွယ်ကလေးနှစ်ဦးကိုထိမှန်ခဲ့ကြပါတယ်။အခုတပတ်အတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကြောင်းတွေကစစ်ကောင်စီတပ်သား3ဦးဟာကရီနီတော်လိုင်းရေးတပ်ဖွဲ့တွေစီကိုလက်နက်ခဲယမ်းတွေနဲ့အတူဗတ်ပြောင်းခိုလုံလာခဲ့တယ်လို့သိရပါတယ်။ဒီမော့ဆိုဖရူဆိုနဲ့လွိုင်ကော်မြို့နယ်တို့မှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့လည်းလက်နက်ကြီးဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေကိုသတိရှိကြဖို့နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေကိုမလိုအပ်ပါကခရီးမသွားလာကြဖို့ KNDF ဗဟိုကအထူးတိုက်တွန်းထားပါတယ်ရှင်။တနင်္သာရီတိုင်းဘက်ကိုကြည်အောင်ပါတနင်္သာရီတိုင်းဘိမ့်မြို့နယ်တုံးပြောကြီးကြီးရွာမှာရှိတဲ့အကြံဘတ်စစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင့် စစ်တပ်ဘက်က၃ဦးသေဆုံးခဲ့တယ်လို့ဗိမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့မှာဗိမ်းမြို့နယ်တုံမြော့ကြီးရွာမှာအင်အား10ယောက်ခန့်နဲ့တက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင်းစစ်တပ်ဘက်က3ဦးသေဆုံးတာတော်လန်ရေးဘော်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ အဲဒီလိုပဲဇွန်လ24ရက်နေ့ကလည်းဘိမျိုးဘက်ကနေအင်အားအပြစ်တင်ဆောင်လာတဲ့စစ်ရင်တန်းကိုဘိမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာဘိုခင်းတပ်ဖွဲ့နဲ့တနင်္သာရီပါကဖာဇုံ3ပူပေါင်းတပ်ဖွဲ့ကတနင်္သာရီမြို့နယ်ရန်ဘိုကြီးရွာအနီးမှာပဲမိုင်းဆွဲပြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်ရှင်။ကချင်ပြည်နယ်ဘက်မှာတော့ကချင်ပြည်နယ်ဖားကန်းမြို့နယ်နမက်ဖြစ်ကြီးရွာအုပ်စုမှာ မနေ့ကညပိုင်းကတိုက်ပွဲတွေဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်တာကြောင့်ပြည်သူအုပ်ထိခိုက်ဒဏ်ရာရရှိကာရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကအော်တိုဗာလာ6ရက်နေ့မနက်ပိုင်းကနေစတင်ပြီးလက်ရှိညပိုင်းအချိန်အထိဖားကန်းမြို့နယ်လုံခင်းကျေးရွာအုပ်စုငိမ့်ချန်းတာယာကျေးရွာဘက်ချမ်းကနေနမဖြစ်ကျေးရွာအုပ်စုမလန်းကျေးရွာဘက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါရယ်။ အကြံဘတ်စစ်တပ်ဟာအင်အားတရာဝင်းကျင်ခန်းနဲ့ငိမ့်ချန်သာယာကြီးရွာနဲ့မလန်းကြီးရွာအဆက်မှာရှိတဲ့စံတော်ဝင်ကုမ္ပဏီဝင်းထဲမှာတက်ဆွဲပြီးနမ်မဖြစ်ကြီးရွာအုပ်စုမလန်းကြီးရွာခိုင်လုံကုန်းဘက်ကနေကြောက်စိမ့်တောင်ဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းအကြံဘတ်စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြီးအားမလန်းကြီးရွာခိုင်လုံကုန်းကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်ပြည်သူနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကစေကူတမှုခံယူနေရပြီး မလန်းကြီးရွာခိုင်လုံကုန်းနဲ့ကြောက်စိမ်းတောင်ကပြည်သူတွေကလည်းဘေးလွတ်ရာကိုထွက်ပြေးတင်ဆောင်နေရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အော်တိုဗလာ3ရက်နေ့ကလည်းဖားကန်းမြို့နယ်လုံခင်းရွာကဒင်းမော် Crazy လပိတ်ဆိုင်အနီးကိုအချမ်းဘတ်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့ဥကောက်မှာဘုံစားထိမှန်ကသေဆုံးခဲ့ပါဗျ။ဒါကြောင့်ဖားကန်းမြို့ကိုအချမ်းဘတ်စစ်တပ်စစ်ကြောင်းတွေရောက်ရှိလာခြင်းကနေစပြီးပြည်သူ80ကျော်တပ်ဖြတ်ခံထားရက300နီးပါးတန်ရာရရှိခဲ့တဲ့အပြင် ဖားကအနောက်ချမ်းကကြေးရွာ15ရွာကပြည်သူတောင်းချီစစ်ပေးရှောင်နေရပါတယ်ရှင်။ပဲခူးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းနတလင်းမြို့နယ်တောင်ညိုစဲနဲ့မကြီးပင်ရွာကိုအကြမ်းဖက်စစ်တပ်ကစက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဗာလ9ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကနတ်တလင်းမြို့နယ်တောင်ညိုစင်နဲ့ မကြီးပင်ရွာတို့ကိုတိုက်ပွဲမဖြစ်ပွားဘဲစစ်တပ်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာ ပြည်သူတွေထိခိုက်မှုမရှိပေမဲ့အဆောက်အဦတွေပျက်စီးခဲ့ရကောင်လေကြောင်းတိုက်ခိုက်မှုတွေအတွင်းပောက်ကွဲမှုမရှိတဲ့ဘုံတွေကိုတော့တော်လန်ရေးတပ်ဖွဲ့တွေကရှင်းလင်းပေးခဲ့တယ်လို့ဒေသပြည်သူတို့ကပြောပါရယ်။ အဲ့ဒီလိုပဲအော်တိုဘားလ9ရက်နေ့ညနေပိုင်းမှာပဲခူးတိုင်းကျိုးပေကောင်းမြို့နယ်မှာလေအကြမ်းဖက်စစ်တပ်စစ်ကြောင်းကရင်ငန်ရွာကိုဝင်ရောက်စီနင်းပြီးနေအိမ်တလုံးကိုမီးရှို့ကလူငယ်၈ဦးကိုလည်းဖမ်းဆီးထားတယ်လို့ဒေသပြည်သူတွေကပြောပါတယ်။လက်ရှိချိန်မှာတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကျိုးပေကောင်းမြို့နယ်နဲ့အုပ်ဖို့မြို့နယ်အဆက်မှာရှိနေတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းကံကောမြို့ပေါ်တနေရာမှာပောက်ကွဲမှုတစ်ခုဖြစ်ပွားပြီးတဲ့နောက် စေအုပ်စုကျင်းပတဲ့တရင်ကျုပ်ဂီတပွဲတော်ပွဲပြတ်သွားတယ်လို့နေကန်တွေစီကနေသိရပါဗျ။ဂန်ဂောခင်ရအကစားကွင်းထဲမှာစစ်ကော်မရှင်ကျင်းပပြုလုပ်တဲ့တရင်ကျုပ်ဂီတပွဲတော်နှစ်ရက်မြောက်နေ့ညနေ6နာရီခွဲလောက်မှာဘုံတန်လိုမျိုးပောက်ခွဲတန်ကြီးတစ်ခုထွက်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ဂန်ဂောမြောက်ပိုင်းဒေသခံတယောက်ပြောတာကတော့ပောက်ခွဲတဲ့အတန်မျိုးစားကရှော့လိုက်တုံးလို့ယူဆရပြီးဘယ်ဖွဲကလဲဆိုတာအတိပြုသေးပါလို့ပြောပါတယ်။အခုလိုမျိုးပေါ်မှာပောက်ကွဲတန်ကြားပြီးတဲ့နောက်စစ်ကောင်မရှင်တက်ကမြစ်တာမြေအနောက်ချမ်းကို လက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်ခဲ့တာကြောင့်ဇဟောရွာတဲကိုကြားရောက်ပေါက်ကွဲကပြည်သူတယောက်ထိမှတန်ရာရရှိခဲ့ပါတယ်။အရင်နှစ်တွေကလည်းပွဲလုပ်ပေမဲ့တချင်းပွဲတော့မပါဘဲတရင်ကျုပ်ပွဲမှာအမှုပညာရှင်ပါညာငားမယ်ဆိုပြီးအကြံဘတ်စစ်သားဘာမောင်ကတမင်တရင်အမကိုရည်ရွယ်ချက်ရှိရှိလွှင့်ခဲ့တာပါလို့ဒေသခံကဆက်ပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဗာလ9ရက်နေ့ကလည်းဂံကောမြို့ခါလာရ90တက်က စစ်ကောင်မရှင်တပ်သားတွေဟာသတင်းချုပ်ပွဲတော်အတွက်မြို့နီးနားပတ်လည်နေရာတွေကို120မမလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်ခဲ့သေးတယ်လို့လည်းသိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ